တပ်မတော်သားတအူးကအမျိုးသမီးတအူးကိုတတ်ဖြတ်ပြီးရွှေတဲ့ပစ္စည်းတွေလူယူသွားတာကနှစ်လလောက်ကြာတဲ့တိုင်အောင်တရားခဏ်ကိုရတဖွဲ့ထံမအံ့နံသေးတာကြောင့်မိသားစုဝင်တွေကတန်တရားဝင်နေပါတယ်ဒီသတင်းကိုမင်းညိုကပြပို့ထားပါရရှင်ဒီကနေ့စတေမလာ30ရက်နေ့ကလေချောင်းရံကာဝေးတက်အမှတ်2034ကတက်မရော်လာတယောက်ကဗရောင်းမြွန်နယ်ကြောက်ဖူးကျေးရွာကအမျိုးသမီးငယ်တယောက်ကိုတက်ပြီးလက်ဝင်လက်စားရွှေတဲ့ပစ္စည်းတွေလူယူမှုဖြစ်ပွားခဲ့ပါတယ်။ဒီအမှုကိုကျူးလွန်သူလို့စွပ်စွဲခံထားရသူကို လေကြောင်းရဲ့ကာဝေးတက်မှာထိမ့်သိမ့်ထားတာနှစ်လခန့်ရှိပြီဖြစ်ပေမဲ့အရက်ပက်ရဲစခန်းကိုဒီနေ့ထိလွှဲပြောင်းမပေးသေးတာကြောင့်မိသားစုဝင်တွေကတန်တရားဝင်လာကြတာပါဒီနေ့အခုချိန်ကြီးပူလောင်နေတော့အဲ့ဒါလွှမ်းမှုတွေမရှိရတော့ကျမစိတ်ချမ်းမအေးချမ်းဘူး။အမြန်လွှတ်ပေးသေးချင်းလာပြီအဲ့ဒါကိုသူတို့ဘကအိတ်နေတော့ကျမအသမီးရမတရားဖြစ်ခန်းသားလို့ခန်းသားပြီးဖြစ်ပြီးသွားတော့သမီးဖြစ်ဆုံးနဲ့ဖြစ်သွားတော့အဲ့ကြောင့်ကျမမကျေနပ်ဘူးအခုချိန်ထိကျမတို့ဖြစ်တယ်လို့ဖြစ်စေချင်တဲ့သူ့ကို ကျမအခုချိန်ကြီးကျမသမီးနေ့တိုင်းတွေ့နေရတာတနေ့တော့အဲ့ရင်လည်းမြောက်အဲ့မပြောင်းတော့မှအလုတ်သားလုတ်နေတာလုတ်နေမှစိတ်ကသူ့ချင်းမကြီးပြစိတ်နေတာဖြင်းနေရဆရာတော့ကိုညိလို့ရအောင်ကိုညိမပါမင်းမြန်းဆရာအဲ့ဒါထုတ်ရပေးလိုက်အောင်ဒီမှုကိုအခုဒီဥပဒေတိုင်ပွင့်လင်းစွာမဆောင်ရွက်သေးတာကြောင့်နိုဝင်ဘာလ23ရက်နေ့ကနိုင်ငံတော်သမ္မတနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကာဝေးဦးစီးချုပ်နဲ့ဌာန18နေရာတို့ တေဆုံးသူရဲ့အမျိုးသားနဲ့အဖေတို့ကလက်မှတ်ရေးထိုးတိုင်ကြားစာတစ်စောင်ပေးပို့ထားပါတယ်။ဂျင်းနေရတော့ဘာမှမထူကြဘူးပဲ။ဟိုလားပေါ့နှစ်ကုံနှစ်ကုံတော့မဆိုတော့တလားပဲကြည့်ရတယ်လေ။အခါကြောင်မှာဆွဲဖို့ပုံစံလေးမနည်းတနည်းကအတန်းထွက်လာတာပေါ့နော်။ကြောက်ကြားကြားနေရတော့သူအနေထားနေလို့တော့ကျွန်တော်သိပ်ပြော်ရင်မယုံတော့ဘူးပေါ့ဗျာ။အဲ့ဒီလူသက်မှုဖြစ်ပေါ်ခဲ့ပြီးနောက်တနေ့အော်တိုဘားလာတရရက်နေ့မှာကျွလို့နူလို့တန်လျာရှိသူနဲ့တေဆုံးသူအမျိုးသမီးတို့စိုက်ကဲနဲ့ဖြတ်မောင်းသွားတာကို အနားမှာရှိတဲ့ဓာတ်စီဆိုင်ရဲ့ CCTV ကင်မရာကနေခြေရာခံနိုင်ခဲ့ပြီးတေဆုံးသူအနားမှာရှိတဲ့ပလင်းခွဲအစတေဆုံးသူဝစ်ဆင်ထားတဲ့လုံကြီးတွေမှာလည်းတုတ်ပိုးတွေတွေ့ရှိကြောင်းအုတ်ချပင်ရဲစခန်းကစေစာတွေကအပြည့်ပေးထားပါတယ်အမှုတွဲကိုဟိုစစ်ဦးတွေကိုတင်ထားတယ်လို့ပြင်ကြတယ်သူတို့ဇီယတမူကကျွန်တော်တို့မြို့နယ်ရုံးလမ်းပြီးတော့ဖုန်းပေးစက်ကတေဆုံးသူမဲ့ဝိယခေကရမင်းငယ်ဖြစ်ပြီးအသက်25နှစ်ဖြစ်ကကျွလုံသူလို့တန်တရားရှိသူက အမှတ်133လေးလေချောင်းရံကောက်ဝဲတက်ကကျောင်းကားပေါင်းသူတက်သားထွန်းထွန်းနိုင်ဖြစ်ပြီးအသက်26နှစ်ဖြစ်ပါတယ်ဒီအမှုကိုအုပ်ချုပ်ပြည်ရဲစခန်းကပ696မြန်လောင်2016ရာဇသက်ကြီးပုံမှ3ရက်နှစ်ဖြစ်ရဲအုပ်ဝင်းဆန်းကတရားလိုပြုလုပ်ပြီးတရားစွဲဆိုထားခဲ့ပါတယ်လေချောင်းရံကောက်ဝဲတက်ကတော့ကျူးလွန်သူလို့တန်တရားရှိသူကိုတက်မတော်စစ်စည်းကမ်းဥပဒေအတိုင်းစစ်ဆေးနေခဲ့ပြီးအမှုပေါ်ပေါက်ပါကသူ့ကိုတက်ကထုတ်ပြစ်လိုက်ပြီးအရက်ဖက်ကတော့အနံ့တော်မယ်လို့လေချောင်းရံကောက်ဝဲတက်ကတာဝန်ရှိသူက ပြီးခဲ့တဲ့အော်တိုဝါလာ၃ရက်နေ့က DVB ကိုပြောကြားခဲ့ပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ